အတိတ်ဝဲစွာရှေ့ကဘာတော့ကမကရတိုင်းဘယင်ကြီးမှာသားတော်လေးတပါးပွားမြင်တယ်တဲ့အဲ့ဒီသားတော်လေးကိုပွားမြင်တဲ့အချိန်နဲ့တစ်ချိန်တည်းမှာပဲပရောဟိတ်ပုံတော်ကြီးရဲ့ပုံလေးမှကြီးမှလည်းပဲသားလေးတယောက်ပွားမြင်တယ်ဘယင်ရဲ့သားတော်လေးနာမည်ကအရိန္ဒမမင်းသားတဲ့ပရောဟိတ်ပုံတော်ကြီးရဲ့သားတော်လေးကသောနကလို့ခေါ်တယ် အရိန်မနဲ့သောဏကတနေတဲ့ဖွာတခုတဲ့တရက်တဲ့တလားတဲ့တစ်ချိန်နဲ့ဖွာပဲ့တော်လေးအဲ့ဒါရောက်မလို့သားတော်နှစ်ပါးမလို့ဘယင်ကြီးကလည်းပဲအလွန်တရားကိုချစ်မြန်လို့ပြီးတော့ပရောဟိတ်ရဲ့သားတော်သောဏကကို သူသားတော်လိုပဲမင်းသားလေးနေတဲ့အဆောင်ရောင်နဲ့ပုံနှမ်းမျိုးဖြစ်ပေမဲ့လို့မင်းမျိုးမင်းရွယ်လို့အဆောင်ရောင်နေနဲ့ဒီလိုထားချင်းမြောက်ထား အဲ့ဒါအရိဏမနဲ့သောနကတို့သားတော်နှစ်ပါးလဲပေးဖက်ပြီးတော့အတူသွားအတူကစားနဲ့ကြည်ပင်လာတဲ့အခါမှာတက်ကသီလကိုပညာသင်ကြားဖို့လို့ဘယင်ကြီးနဲ့ပရောဟိတ်ပုံတော်ကြီးတို့ကတိုင်ပင်ပြီးတော့ကလေးနှစ်ယောက်ကိုကြောက်ပို့ကြကြောက်ပို့ကြတဲ့အခါကျတော့ကိုက်သားတော်တို့ပညာသင်သွားကြယောက်ျားဆိုတာအတတ်ပညာတတ်ရတယ်လှုပ်ပေးလိုက်တော့သွားကြရော အဲ့ဒါမကရတိုင်းကနေပြီးတော့ဗာရဏတိပြည်ကိုဖြတ်လို့တက္ကသိုလ်ကိုရောက်တယ်